ဝါတစ်ခုလုံးလွှမ်းမိုးထားတဲ့စိတ်တန်ရာတွေကိုရင်ဆိုင်ဖြစ်ရှင်းကြည့်ရခါဇလန်နီရဲ့နောက်ွယ်မှာပုံနေတဲ့အမှန်တရားကဘာဖြစ်မှာလဲလောဂရန်ရဲ့တိုက်ခိုက်မှုတွေနဲ့ရှင်ပြိုင်နေရတဲ့ကယ်တင်ရှင်လူစွမ်းကောင်းတွေရဲ့အကြောင်းတော်ရီရဲ့စီးစတမ်မူဗီကနေဒီတစ်ပတ်မှာတော့ကြည့်စုသူပရိသတ်တွေကိုလူတယောက်ရဲ့ဘေးရန်တွေအမျိုးမျိုးကနေပြီးတော့ရုံထွက်လွတ်မြောက်ဖို့ကြိုးစားနေရတဲ့ကယ်တင်ရှင်လူစွမ်းကောင်းတွေရဲ့အကြောင်းကိုတရုတ်ဖော်ထားတဲ့ရုပ်ရှင်ဇာတ်ကား၃ကားကိုကြည့်စုဖို့အတွက်ညွှန်ပြသွားမှာဖြစ်ပါတယ် ကျွန်တော်လူဘွားဆိုတာကတော့ဒီဒုက္ခတွေပြဿနာတွေနဲ့မကင်းနိုင်တဲ့နေရာတစ်ခုပါပဲအဲကျွန်တော်တို့ကတစ်ခါလေးမှဆိုလို့ရှိရင်ဒီဘေးရနေတစ်ခုခု PR တစ်ခုခုဒါမှမဟုတ်ရှင်အဲ့လိုပြဿနာတစ်ခုတွေရောက်နေတတ်ကြပါတယ်ကိုယ်ဖိနှင်းထားတဲ့ဒုက္ခတွေကိုဘယ်လိုနည်းနဲ့နေနဲ့ဖြေရှင်းမလဲဆိုတာကတော့အမြဲတမ်းတွေးထားဖို့လိုအပ်ပါတယ်အဘဝတူပေါ်နဲ့ action drama ဇာတ်ကားတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်လူသားတွေရဲ့အခက်အခဲကနေလွန်ပြောင်းဖို့ကြိုးစားမှုတွေအကြောင်းကိုစိတ်ဝင်စားဖြစ်အောင်ရိုက်ကူးပြသတတ်တာရှိပါတယ် ဒီဘက်တော့ကျွန်တော်ပရမဆုံးညွှန်ပေးခြင်းတဲ့စကားကတော့တမူဒူလို့ခေါ်တဲ့အိန္ဒိယ action drama စကားလည်းဖြစ်ပါတယ်။အဲဒီဇလန်ကိုပြောရမယ်ဆိုလို့ချင်း James ဆိုတဲ့မြားပစ် champion တယောက်ကကမ္ဘာ championship ပြိုင်ပွဲကိုသူဝင်ဝင်ရဖို့အတွက်အသေးအတန်စ조사နေပါတယ်။အားလုံးသိတဲ့အတိုင်းပဲမြားပစ်တယ်ဆိုတဲ့အလုပ်ကအာယုံစိုက်ပြီးတော့တူတူညီညီနဲ့လုပ်ရတဲ့အားစားတစ်မျိုးပါ။အဲသူကအရန်တော်ပေမဲ့လည်းငယ်ငယ်တုန်းကဆိုလို့ချင်းသူ့မှာဒီစိတ်တန်ရာတစ်ခုကိုအခုထိကိုမမေ့နိုင်သေးတဲ့အတွက်ကြောင့်မို့တခါတလေမှာအာယုံစုဆိုင်လို့မရတဲ့ပြဿနာတော့ရှိနေပါ ဒါပေမဲ့သူကလာမဲ့မြားပြစ်ကပဖလာတိုင်ပွဲမှာရွှေစိတ်စုရနိုင်မှုအတွက်သူ့ရဲ့နည်းပြကလည်းလေ့ကျင့်အစီအစဉ်တွေမှာစစ်တီနေနေထားဖို့ပြီးတော့ရင်းနေရရှုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြဖို့သူအမြဲတမ်းပြေးလိရှိပါတယ်။နောက်ပိုင်းတော့ဂျေပကလည်းသူ့ရဲ့ငငယ်တုန်းက၆လက်နေတဲ့စိတ်တရားတစ်ခုကိုသူ့ရဲ့ရင်းနှီးရဲ့တငယ်ချင်းမလေးကိုသူဖွင့်ပြလိုက်တယ်။အဲ့ဒါဘာလဲဆိုတော့သူ့တစ်သက်လုံးထင်လွဲနာကြီးသွားတဲ့သူ့ရဲ့အမဖြစ်တဲ့စနီဟက်တာရဲ့အကြောင်း စနီအဲသာဆိုတာကတော့သူ့ကိုအရင်ချစ်ပြီးတော့အမေလိုအမလိုပါဆောင်းလျှောက်ခဲ့တဲ့သူ့ရဲ့တူတဲ့သောအမကြီးပေါ့သူ့ရဲ့အမမှလည်းချစ်သူတယောက်ကရှိနေပါတယ်တဲမှာကြတော့အဖေသဘောမတူဘဲနဲ့သူ့ချစ်သူနဲ့ခိုးရလိုက်ဖို့ချင်းတဲ့စာကိုတွားပေးဖို့အဂျေ့ကိုကိုကြီးတောင်းလာတယ်ပေါ့နော်အဂျေ့ကလည်းတွားပေးပြီးဖို့ထွက်လာတဲ့အချိန်လမ်းမှာသူ့ဖေနဲ့စုံလို့ကလေးတဘာဝဖြစ်တော့ကြောက်ကြောက်လန့်လန့်ဖြစ်ပြီးတော့မှအိုက်ဆာကိုအဖေလက်ထဲကိုထိုးပေးလိုက်တယ် သူတို့ရဲ့အဖေကဒီခွေးရလိုက်မဲ့ကိစ္စကိုတန်းတီသွားပြီးတော့သူ့ရဲ့အမဖြစ်သူကိုစူပူချိန်မောင်းနေပြီးတော့သူသူသဘောတူထားတဲ့သူနဲ့ပဲအမြန်ဆုံးမင်္ဂလာဆောင်ပေးလိုက်ပါတယ်။အစနီဟေတာကလည်းသူ့ပေါ်ရက်ဆက်တဲ့အဖေကို나ကြည့်သွားတယ်လို့အဲဂျေးဘ်ကိုလည်းကိုအမဘက်ကနေမရက်တည်ပေးတဲ့အတွက်ကြောင့်မလို့အထင်လွဲပြီးတော့ဆိတ်ဆုသွားတာပေါ့။အိမ်တော်ခွဲသွားပြီးတဲ့နောက်မှာတော့ဘရော့မလည်းအဆက်အသွယ်မလုပ်တော့သလိုသူ့ကိုလည်းမောင်လေးတစ်ယောက်ဖြစ်မတတ်မတ်ဖဲနဲ့ဥပိ္ပခါပြုတ်သွားခဲ့ပါတယ်။ဂျေးဘ်ကသူ့မောင်တတိယတိုင်းတောင်းမှန်ရှင်းပြဖို့အတွက်အဲစူးစမ်းဖို့သူစိတ်ကူးတယ်ဒါပေမဲ့ လက်တွေ့မှာမလုတ်ဖြစ်ခဲ့ပဲနဲ့နောင်နာတစ်ခုအနေနဲ့ပဲတသက်လုံးရှိနေခဲ့တာပေါ့နောက်ဆုံးသူ့ရဲ့ယင်တွေကနောင်နာတရားတွေကိုရှင်းထုတ်ပြီးတော့သူ့ရဲ့အမနဲ့အစဉ်ပြေပြေပြန်ပြီးတော့ပြေပြေလည်လည်ဖြစ်နိုင်မှုစူးစမ်းကြည့်မယ်ဆိုပြီးတော့သူဆုံးဖြတ်လိုက်တော့သူ့ရဲ့အမဖြစ်တဲ့သူနေတဲ့မြို့သူလိုက်သွားတယ်ဆုံးစမ်းကြည့်လိုက်တော့သူ့ရဲ့အမကအဲ့တွင်မိသားစုနဲ့ဖျားဘူးကြီးတခုကိုဒါရက်ရှည်သွားနေရဆိုတော့သူသိလေရတယ်ပေါ့နော်အဲ့ဒါနဲ့ဂျေးကလည်းအဲ့ဒီဖျားဘူးကြီးကိုသူလိုက်ပြီးတော့သွားတွေ့ဖို့ထွက်လာခဲ့ပါတယ်ဖြစ်ချင်တော့အဲ့ဒီအချိန်မှာသူ့ရဲ့အမကလည်းတစ်ဖက်မှာပြဿနာတစ်ခုနဲ့သူရင်ဆိုင်နေရတယ် အဲ့ဒီမျိုးကဓာတုဆက်ရုံမှာပောက်ကွဲမှုတစ်ခုဖြစ်သွားတယ်။အဲ့ဒီပောက်ကွဲမှုမှာဒါတည်ဆုံးသူရဲ့ကြံ့ရစ်တဲ့မိသားစုဝင်တွေကနေပြီးတော့သူတို့ကဒါညနာချေးပေးပြီးတော့ဖြစ်ရှင်းလာတဲ့အပေါ်မချင်မနဲ့ဖြစ်တယ်။ပြီးရင်သူဆက်ရုံပိုင်ရှင်ကိုအေးအေးယူပြီးတော့အပြစ်ပေးဖို့ပဲဆန္ဒပြပြီးတော့တောင်းဆိုကြတယ်။အဲဆက်ရုံပိုင်ရှင်ကကြတော့လေသူ့အဖြစ်ကလွတ်ဖို့အတွက်ဒေတာကန်ရရှိတွေကိုလက်ထိုးပြီးတော့အစိုးရအစီရင်ခံစာကိုလည်းဒါလိန်ညာရေးပေးဖို့ဖိအားပေးနေပါတယ်။သူ့ရဲ့မှာကကြတော့ဒီမှန်ကန်တဲ့အစိုးရအရာရှိတွေဖြစ်တဲ့အတွက်ကြောင့်မလို့အစီရင်ခံစာကိုနစ်နာရတဲ့သူတွေဘက်ကရက်တည်ပြီးတော့ အမှန်တိုင်းတင်ပြဖို့သူကဆုံးဖြတ်ထားတယ်။လက်ထုတ်ပြီးတော့ဖြစ်ရှင်းလို့မရတဲ့အခါမှာတော့သူ့ကိုအသက်အန္တရာယ်ပါချင်းချောက်တာခံနေရတယ်။ဂျေးဖ်ကဒါအမဖြစ်သူရဲ့အသက်အန္တရာယ်ချင်းချောက်မှုကြုံတွေ့နေရတယ်ဆိုတော့သိသွားတဲ့အတွက်ကြောင့်မလို့သူ့အမအကိုကူညီကာကွယ်ပေးဖို့သူစူးစမ်းပါတော့တယ်။တကယ်တမ်းသူ့ရဲ့အမနဲ့တွေ့ခွင့်ရတဲ့အခါမှာကျတော့နှစ်ပေါင်းများစွာဆက်သွယ်ဖြတ်ထားတဲ့သူ့အမကသူ့ကိုမမတ်မိဘူးပေါ့နော်။ အဲသူကလည်းဒီအရင်ကင်းမှပဲပြန်ပြီးတော့မှတောင်းပန်တဲ့ကိစ္စကိုဖွင့်ပြောမယ်ဆိုစဉ်းစားတဲ့အခါမှာကျတော့အဲသူ့အမကိုသူ့ရဲ့မောင်လေးဖြစ်ကြအောင်သူကတော့မပြောလိုက်တော့ဘူးအဲသူကသူ့ရဲ့အမမိသားစုနဲ့ဖျားဘူးဖော်ရရဲ့အိမ်ပြန်ခေးမှဆိုလို့ရှိရင်သူ့မရဲ့ဒီတက်တော်ဆောင်အဖြစ်ပဲလိုက်လာခဲ့ရပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့မရဲ့အန်ရီကိုကာကွယ်ဖို့သူစူးစမ်းခဲ့နောက်ဆုံးမှဆိုလို့ရှိရင်ဒီဂျေးသားလူသမားရဲ့လက်ကနေအားလုံးအန်ရီကင်းကင်းနဲ့လွန်ပြောက်သွားနိုင်ပါလားအမဖြစ်သူနဲ့သူ့ရဲ့ဆက်ဆံရေးကပြန်အဆင်ပြေဖို့ဖြစ်လာနိုင်မလား သူမရောဒီဓာတ်လူဆက်ယုံပောက်ကွဲမှုအတွက်ပြည်သူတွေရဲ့မကျေနပ်မှုတွေကိုဘယ်လိုဖြေရှင်းပေးနိုင်ပါလဲ။စားရတဲ့အကြောင်းအရာတွေကိုတော့ဇက်ကားထဲမှာကြည့်ရှုခန်းစားမှာဖြစ်ပါတယ်။ဒီဇက်ကားမှာတော့မင်းသားနစ်တင်ကနေပြီးတော့အဓိကပါဝင်ကျုပ်ဆောင်ထားပြီးတော့မင်းသမီးဆာဝါစီကာပီဂျင်းနဲ့ဇက်ဖို့ဖြစ်မင်းသားကြီးဆော်ရက်ဆက်တီဘာတို့ကနေပြီးတော့မှအကောင်းဆုံးပါဝင်ကျုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ဒီဇက်ကားကိုတော့ဒါရိုက်တာဘီနူးရှယ်ရီယန်ကနေပြီးတော့ပုံပေါ်ရိုက်ကူးထားတာဖြစ်ပြီးတော့2025ခုနှစ်ဇူလိုင်လ4ရက်နေ့မှာရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ တမ်မူဒူဆိုရဲ့ရုပ်ရှင်ကိုကြည့်ရှုခံစားခြင်းနဲ့ပရိသတ်တွေအတွက်ကျွန်တော်တို့ရဲ့ Fortune TV ကနေအော်တိုဘားလ၈ရက်နေ့ဗိုလ်လူနေည9:00အချိန်မှာထုတ်လင်းပြသပေးသွားမှာဖြစ်လို့ပရိသတ်တွေနဲ့စောင့်မျှော်ရှုနိုင်ပါတယ်ခင်ဗျာ နောက်ထပ်ကျွန်တော်ထပ်ပြီးတော့မှရွေးချယ်ပေးခြင်းနဲ့ဇက်ကားကတော့မင်းသား BJ စက်တူပါတီရဲ့ငရုပ်ကိုမြင်တွေ့ရမယ်2012ခုနှစ်ကထွက်ရှိထားတဲ့ Pizza ဆိုတဲ့ရုပ်ရှင်ဇက်ကားပဲဖြစ်ပါတယ်မိုက်ကယ်ကကြတော့သူ့ရဲ့ချစ်သူဖြစ်တဲ့အာနုနဲ့အတူနေထိုင်ပြီးတော့စားသောက်တိုင်းဆိုင်မှာဆိုလို့ရှိရင်ဒီဗီဇာပို့ရတဲ့အလုပ်ကိုလုပ်ကင်နေတဲ့ဝန်ထမ်းတူလည်းဖြစ်ပါတယ် ူရဲ့စိုင်ဝင်တဲ့လှစာလေးနဲ့လောင်းကအောင်နှစ်ယောက်သားကြိုးစားနေရတဲ့အတွက်ကြောင့်မလို့အမင်္ဂလာမဆောင်နိုင်သေးပဲနဲ့သူတို့ကရုံးကန်နေရတယ်ပေါ့။တနေ့မှကြတော့အာနုကသူမမှာကိုဝင်ရှိနေပြီလို့ပြောလာတဲ့အတွက်ကြောင့်မလို့ပတ်ဆက်ရှာဖို့ပို့ပြီးတော့မှဖိအားတစ်ခုဖြစ်လာခဲ့ပေါ့။အိမ်မှာပဲချင်းချင်းပြီးတော့မင်္ဂလာဆောင်လိုက်ရတယ်။အာနုကကြတော့စာရေးဆရာမဖြစ်ဖို့ကြိုးစားနေရတဲ့သူဖြစ်ပြီးတော့မှတရေတဲ့စီနဲ့ပရာလော့ကဇလန်တွေကိုစိတ်ဝင်စားနဲ့ဖန်တီးခြင်းနဲ့မိတ်ကလေးတရားပေါ့။မိုက်ကယ်ကနေရလို့လို့အာနုကိုဖော်ပြပေးနေရင်နဲ့သူမကြည့်ကျင်တဲ့တဲကားတွေကိုမှသူချစ်ပေးနေရတယ်ပေါ့။ အဲဒုက္ခကြတော့ပရလောကနဲ့တဲတစီတွေကိုလုံးဝအယုံကြည်မရှိတဲ့တဲခါတွေလည်းလုံးဝမကြိုက်တတ်တဲ့သူပေါ့ပရလောကကိုမယုံဆိုတာကမကြုံသေးလို့ပါဆိုပြီးတော့မှသူ့ရဲ့မိမဖြစ်တဲ့အာလူကတော့သူ့ကိုအမြဲပြောတယ်တနေ့မှကြတော့မိုက်ကယ်အတွက်ပရလောကနဲ့ဂျုံလေးစရာကိစ္စတခုဖြစ်လာခဲ့တယ်အဲ့ဒါကကြတော့ဒီဆိုင်ပိုင်ရှင်ရဲ့အိမ်ကိုသွားရင်းနဲ့ပိုင်ရှင်ရဲ့တထေးသမီးကိုမကောင်းဆိုးဝါးတကောင်ဝင်ပူးနေတာကိုပထမဆုံးအကြိမ်သူစပြီးတော့တွေ့လိုက်ရတယ်ရှင်းနေကြတဲ့အခါမှာတော့ပီဇာပို့ဖို့အတွက်ထွက်သွားတဲ့မိုက်ကယ်ကဆိုင်ကိုပြန်လာတဲ့အချိန်မှာ အဲဒီတွေးရတဲ့နေရာတွေနဲ့ခေအောင်ချောက်ချာဖြစ်ပြီးတော့တန်ရောက်လာရပေါ့။ပိုင်ရှင်တတိကမေးကြည့်တဲ့အခါမှာကျတော့သူကြုံခဲ့ရတဲ့ထူးထူးဆန်းဆန်းအဖြစ်အပျက်တခုကိုသူကပြောပြတယ်။အဲ့ဒီအကြောင်းတွေကပဲဒီယိုရှင်ရဲ့အဓိကဇာတ်လမ်းဖြစ်ပါတယ်။သူပြောပြတာကကျတော့ပီဇာပို့ဖို့အတွက်သူခြံရင်းတစ်ခြံလေးကိုသွားခဲ့တယ်။အရှင်မျိုးသမီးကပတ်စံရှင်းမှုအကျွေးရှာနေတဲ့အချိန်မှာအဲ့မှာမီးပြတ်သွားတယ်။နောက်တော့အဲ့ဒီအမျိုးသမီးကအိမ်ပေါ်ထက်ကိုတက်ပြီးတော့ပတ်စံသွားယူနေတဲ့အချိန်မှာသူတယောက်တည်းအဲ့ကနေမှကျန်ခဲ့တယ်။ အဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်မိကလည်းပြက်နေရဲ့မှောင်မဲနေတဲ့အိမ်ထဲမှာအဲ့လိုတယောက်နဲ့သူစိတ်လို့ရှားနေတဲ့အချိန်မှာအပေါ်တက်ကနေတခုခုပြုတ်ကျတဲ့အတိုင်းသူကြားလိုက်ရတယ်။သူလည်းဒီအရှင်မျိုးသမီးကိုအော်ခေါ်ကြည့်ပေမဲ့ဘာတမ်းမှထွက်မလာတဲ့ကြောင့်သူစိတ်ပူသွားတယ်။အိမ်ပေါ်တက်ကိုသူပြေးတက်လာတယ်။အဲနောက်တော့အပေါ်တက်ခန်းထဲမှာအသက်ခံထားရတဲ့အမျိုးသမီးရဲ့အလောင်းကိုတွေ့ပြီးတော့မှသူတော်တော်လေးကိုလန့်သွားတယ်။အဲမိုက်ကယ်လည်းကွန်ဂျီတောင်းကိုကြိုးစားပေမဲ့အိမ်တကားတွေအားလုံးကတော့ကတ်ထားလို့အပြင်ပြန်ထွက်မရဘဲနဲ့သူအိမ်ထဲမှာပဲပြိမ့်မိသွားတယ်။ အမောင်နေတဲ့အိမ်ထဲမှာအထိတ်ထိတ်လန့်လန့်နဲ့ကြောက်စရာဖြစ်ပျက်ကြီးကြီးရှားတယ်ပေါ့နော်ပိတ်မိနေတဲ့အချိန်ခဏကြာမှာပဲအဲ့အင်ရှင်အမျိုးသမီးရဲ့ယောက်ျားပြန်ရောက်လာခဲ့မိုက်ကဲတကားဖွင့်ပြီးတော့ရှာပြီးတော့အဲ့လူကိုရှင်းပြဖို့ကြိုးစားနေတယ်အိမ်ထဲမှာသူတို့အပြင်တယောက်ရှိနေသေးတယ်ဆိုတဲ့အကြောင်းနဲ့အင်ရှင်အမျိုးသမီးအသက်ခံရလိုက်ပြီဆိုတဲ့အကြောင်းကိုသူပြောပြတယ်သူတကားဖွင့်လို့မရသေးခင်မှာပဲအိမ်ခန်းထဲကအဲ့ဒီအမျိုးသားရဲ့အလောင်းကိုထပ်တွေ့လိုက်တဲ့အခါမှာအာသူတော်တော်လေးကိုအံ့ဩသွားပြီးတော့မှကြောက်လန့်သွားတယ်ပေါ့နော်အဲနောက်တော့ဒီပရာလောကနဲ့ပတ်သက်တဲ့ပုံရိပ်တွေတစ်ခုပြီးတစ်ခု ပေါ်လာတယ်။တဘာဝလုံးဖြစ်ပျက်နေတဲ့သူရင်ဆိုင်ရပါတော့။အဲနောက်ဆုံးကင်းလဲ့နေတဲ့ရဲတွေရောက်လာလို့သူအိမ်ထဲမှာဂျုံလဲရတဲ့အဖြစ်ပျက်တွေကိုသူရှင်းပြခဲ့။သူတွေးခဲ့ရတဲ့သူတွေအားလုံးကဒီအိမ်ကြီးထဲမှာအသက်ခံရတဲ့မိသားစုတစ်ခုဖြစ်ကြအောင်အဲ့ဒီအချိန်မှာသူတိလဲ့ရရပေါ့။အိမ်ထဲကနေပြန်ထွက်လာတဲ့အချိန်မှာတော့ဒီမကောင်းဆိုးဝါးတွေကလုံခြုံရေးရာရှိနေရကိုတတ်ပြလိုက်လို့မိုက်ကယ်တယောက်တည်းအဲ့အိမ်ထဲကနေပြီးတော့ထွက်ပြေးလာနိုင်ခဲ့တယ်။အကြံပြောပြရတဲ့ဖြစ်ပျက်တွေကိုနားထောင်နေတဲ့ဆိုင်ရှင်တစ်ထင်းနဲ့ဝန်ထမ်းတွေကလည်းတကယ်ကိုထိတ်လန့်ပြီးတော့အကြောက်ရွံ့နေတဲ့ Michael ကိုပုံမှန်စိတ်ချနေဖြစ်ဖို့အတွက်ပြန်ပြီးတော့ group site ကူညီပေးကြတယ်။တကယ်တော့ မိုက်ကယ်ဂျုံခဲ့ရတဲ့တဘာဝလုံးဖြစ်ပျက်တည်းရဲ့နောက်ွယ်မှာလဲလှုပ်ဝက်ချက်တွေအားအများကြီးရှိတယ်။သူဘာလို့ပရာလောကသားတွေနဲ့ဂျုံတွေးလိုက်ရလဲဆိုတဲ့အဖြစ်ကလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းလွန်ပါတယ်။တကယ်တော့ဒီရင်ကြီးတွေကသူဘာကြောင့်ရောက်သွားတာလဲ။သူပြောပြတဲ့တေးရင်စလန်းကရောယာနုံးပြိမှန်ကန်မှုရှိရလား။ ပရလောကဇလန်ကနေသူ့ကိုယ်သူဘလို့ပြန်ပြီးတော့ကယ်တင်မှုစူးစမ်းသွားမှာလဲဒါတွေကိုတော့ဒီယိုရှင်ထဲမှာပြည်သက်တွေအနေနဲ့တက်ထိတ်ရင်ဖို့ကြည့်ရှုခန်းစားရမှာဖြစ်ပါတယ်ဒီယိုရှင်ကတော့ဒါရိုက်တာကာတစ်ဆပရာချေကနေပြီးတော့ရိုက်ကူးတင်ဆက်ပေးတာဖြစ်ပြီး IMDb rating အနေနဲ့လည်း7.90ရောက်ရှိထားတဲ့ဇာတ်ကားတစ်ခါလည်းဖြစ်ပါတယ်ဒုဆောင်နေနေတဲ့ကတော့မင်းသား BJ စက်တူပါတီကနေပြီးတော့မှမင်းသမီး Ramyan Nation နဲ့အတူမင်းသားကြီးဖြစ်တဲ့ Adu Glamnaran တို့ကနေပြီးတော့အဓိကပါဝင်ကြေဆောင်ထားတာပဲဖြစ်ပါတယ် ဗီဇာရုပ်ရှင်ဇာတ်ကားကိုရွှေ့ရှင်တဲ့ပိတ်သက်တွေအတွက်ကျွန်တော်ရဲ့ Fortune TV ကနေအော်တိုဘာလ17ရက်နေ့စနေနေ့ည9:00နာရီမှာထုတ်လင့်ပြသပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်ညွှန်ပေးချင်တဲ့ဇာတ်ကားကတော့နာမည်ကျော် Telugu မင်းသားဖြစ်တဲ့ BJ Dibra Kunda ရဲ့ဒီနေ့ထဲမှာပဲထွက်လာတဲ့ Kim Dance ဆိုတဲ့ Action Drama ရုပ်ရှင်ဇာတ်ကားတစ်ပဲဖြစ်ပါတယ်။အဲဒီဇာတ်ကားကိုပြောမယ်ဆိုလို့ရှိရင်ဒီ Suri ဆိုတဲ့အရင်တော်ပြီးတော့မှထက်မြက်တဲ့ရဲရဲရှိတယောက်ရှိရဲ့ငယ်လေးတွေကကွဲကွာသွားတဲ့သူ့ရဲ့အကူပြန်ရှာနိုင်ဖို့အတွက်ရဲတယောက်အနေနဲ့တာဝန်ထမ်းဆောင်ရင်းနဲ့သူအမြဲစုံစမ်းနေနေရှိပါတယ်။ အဲငယ်စင်ဘွားတို့ကကြတော့မိသားစုကိုနှိမ့်ဆက်ရရှာတတ်တဲ့သူ့ရဲ့ဖခင်ကြောင့်သူတို့ညီကိုနှစ်ယောက်ကသူတို့ရဲ့အဖေကိုအမြဲမုန်းတီးနေလေရှိပါတယ်။တဲမှာကြတော့ဒီစကားများပြီးတော့ရိုက်နှက်နေတဲ့အဖေဖြစ်သူကိုပြန်လဲခုခံရင်လည်းသူ့ရဲ့အကိုစီပါကြောင့်ဖခင်ဖြစ်တဲ့သူကဒဏ်ရာရပြီးတော့သေဆုံးသွားပါတယ်။အဲလူသက်မှုနဲ့ဖမ်းမခံရအောင်စီပါအနေနဲ့ထွက်ပြေးနေရကနေပြီးတော့မှပျောက်ဆုံးသွားရတယ်ပေါ့နော်။အဲဒီဖြစ်တဲ့သူဖြစ်တဲ့စူရီကစီပါနဲ့ပြန်ပြီးတော့စုံညင်တာကြောင့်ရဲရဲရှိဖြစ်အောင်ကြိုးစားတယ်။ရောက်တဲ့နေရာထဲမှာသူ့ရဲ့အကိုဖြစ်သူကိုရှာဖွေနေပါတယ်။ တဲ့မှာကြတော့ဒီစူရီကိုအထက်လူကြီးတွေက mission တစ်ခုတာဝန်ပေးလာတယ်ပေါ့နော်အဲ့ဒါကတော့ဒီနေငါနိုင်ငံရဲ့နေဆက်ကျွန်းကျွန်းမှာအခြေချပြီးတော့မှဒုစရိုက်မှုတွေကျူးလွန်နေတဲ့လက်လက်မောင်ကိုကိုင်းတို့ကိုတွားရောက်ပြီးတော့မှအဲတချို့လောက်ရမယ်ပြီးသတင်းပေးပို့ရမယ်တာဝန်ကိုသူ့ပေးလိုက်တာပေါ့ ဲ့ဒီလက်နက်မောင်ကိုကိုင်းကအိန္ဒိယနိုင်ငံကိုပြင်ဝင်ခွင့်မရဘဲနဲ့ပြစ်ပယ်ထားတဲ့အဲရိုးသားတဲ့အိန္ဒိယလူမျိုးစုတစုကိုသူကအုံချပြီးတော့ဒုစရိုက်မှုတွေကိုကျွလွန်နေတဲ့အဖွဲ့အစည်းဖြစ်နေတာပေါ့အိန္ဒိယနိုင်ငံကရောတိရီလင်္ကာနိုင်ငံနှစ်နိုင်ငံလုံးကအပြင်ဝင်ခွင့်မပေးတဲ့အဲ့ဒီလူမျိုးစုကဒီကျွန်းပေါ်မှာပိတ်မိနေပြီးတော့နောက်ဆုံးမှဆိုလို့ရှိရင်ဒုစရိုက်သမားတွေရဲ့ခိုင်းစားပြီးတော့အုံချတာကိုသူတို့ခံနေရတယ်အဲ့ဒီလူမျိုးစုကိုအိန္ဒိယနိုင်ငံသားဖြစ်တတ်မှတ်ခွင့်ရအောင်ကိုကြီးစူးစမ်းပေးနေတဲ့သူကတော့သူ့ရဲ့ကိုစီပါပဲဖြစ်ပါတယ် အစီဘာကအဲ့လိုမျိုးစုရဲ့အမျိုးသမီးတို့နဲ့သူအိမ်တော်ချသွားတယ်သူတို့ရဲ့အခက်အခဲတွေကိုဥဆောင်ပြီးတော့မှဖြည့်ရှင်းပေးနေတဲ့သူလည်းဖြစ်ပါတယ်အစရီကလည်းဒီမစ်ရှင်မှာအကူဖြစ်သူစီဘာနဲ့ပြန်လည်ပြီးတော့စုံစည်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလွယ်တကူပဲဒီမစ်ရှင်ကိုသူလက်ခံလိုက်တယ်အဲသူ့ကိုသူထောင်ချခံပြီးတော့မှထောင်ထဲကသူ့ကိုနဲ့တွားတွေ့နောက်တော့ထောင်ကထွက်လာတဲ့အချိန်မှာဒူးဆဲသမားဟန်ဆောင်ပြီးတော့တိတိလင်္ကာနိုင်ငံရဲ့နေဆက်ကျွန်းတစ်ကျွန်းပေါ်မှာစီဘာတို့မိသားစုနဲ့သူတွားရောက်ပြီးတော့မှနေထိုင်ခဲ့ပါတယ် တကယ်ဦးမနာမည်ကြီးပြောရက်ဆက်တဲ့လက်နက်မောင်ကိုဂိုင်းထဲမှာတရှူလို့ရတာကတော့တကယ်ဦးအနေရများတဲ့တာဝန်တစ်ခုလည်းဖြစ်ပါတယ်အဲတရင်ပေါက်ကြတော့ရတဲ့အချိန်မရွေးကိုတက်ခံနိုင်ရတဲ့အနေအထားမျိုးပေါ့။စူရီရောက်လာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဂိုင်းထဲမှာအဖမ်းဆီးခံရတာတွေတရင်ပေါက်ကြမှုတွေရှိနေတဲ့အတွက်ကြောင့်မလို့ဂိုင်းကောင်းဆောင်ဖြစ်တဲ့ဘူရှုဒ်ဂန်ကအကြီးကျယ်ပေါက်ကွဲပြီးတော့မှသူ့ကိုတရီသားစောင့်ကြည့်တာကိုလည်းခံလာရတယ်ပေါ့။သူကလည်းမတရားဖိနှိပ်ခံရတဲ့ဒေသခံတွေဘက်ကရက်တည်ပြီးတော့လူမျိုးစုအတွက်ရတဲ့အခွင့်အရေးတွေကိုတောင်းဆိုပြီးဖို့အဲ့ဒီဂျုံပေါ်မှာကက်ဒီရှင်သူရဲကောင်းကြီးတယောက်ဖြစ်လာပါတယ်။ အဲခိုင်ကောင်းဆောင်ဖြစ်တဲ့မူရှူကန်နဲ့ဆူရီတို့ရဲ့အာနာဩဇာတက်ရောက်ဖို့အားပြိုင်မှုတွေကလည်းတစားတစားအကျဉ်းထွာလာပြီးတော့မူရှူကန်ကသူ့ရဲ့နောက်ကျောင်းရာသီတွေကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့စစ်ဆင်နေပါတယ်။မတင်ငါးစရာတစ်ခုပေါ်လာတာနဲ့သူ့အတွက်လွတ်လပ်လုံးဝမရှိပါဘူး။နောက်ပိုင်းမှကျတော့သူ့ရဲ့တာဝန်ကပူခက်ခဲလာပြီးတော့ကျုံးပေါ်မှာရောက်နေတဲ့တရှူကတက်ရောက်တဲ့မဟုတ်ပဲနဲ့သူ့ပြန်သုံးချမဲ့နောက်ထပ်တရှူတွေကလည်းထက်ရှင်နေတဲ့အကြောင်းသူသိလိုက်ရတယ်ပေါ့နော်။ တကယ်တော့ဆူရီနေနဲ့ဒီလက်နက်မောင်ကိုကိုင်းကိုဖော်ထုတ်ရေးယူပြီးသူတာဝန်ပြီးဆုံးတဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့အကူနဲ့မိသားစုကိုကျိုးကနေခေါ်ရမယ်ထွက်သွားမယ်ဆိုပြီးတော့သူကစဉ်းစားထားတာပေါ့ဒါပေမဲ့လည်းအရာရာကသူထင်ထားသလောက်မလွယ်ပဲနဲ့အဲပြဿနာတွေနဲ့အခက်အခဲတွေကတဖြည်းဖြည်းနဲ့ပိုးပြီးတော့ရှုပ်ထွေလာခဲ့ပါတယ်တိုင်းပြည်တော်ဝင်ကိုထမ်းဆောင်နေရတဲ့ညီဖြစ်သူစူရီနဲ့အကြံဖက်သမားဘွားကိုရောက်နေတဲ့စီပါတို့ညီကိုနှစ်ယောက်ရဲ့အနာကက်မျောလင့်ချက်တွေဘွားဘေးတော်ဝင်တွေရှောက်လဲရမယ်လဲတွေကဘယ်တော့မှမတူညီနိုင်မယ်နဲ့ တံသားတလန်းတန်တလန်းဖြစ်နေကြတာပေါ့သူ့ရဲ့ကိုမကလည်းနောက်ပြန်လှည့်လို့မရတဲ့ငဲကွက်စရာအခြားကြောင်းရာတွေကအများကြီးရှိနေတာနောက်ဆုံးပါဆိုလို့ရှိရင်ဒီစူရီနေနဲ့ဒူဇဲသမားတွေကိုဖော်ထုတ်ရမယ်သူ့ရဲ့တာဝန်ကိုပြီးဆုံးသွားအောင်သူထမ်းဆောင်နိုင်ပါမယ်သူ့ရဲ့နိုင်ငံပေါ်မှာစစ်ဆာဆောင်တည်မှုနဲ့အကိုတရားပေါ်မှာရက်တည်မှုအားပြိုင်လာတဲ့အခါမှာသူဘာကိုဆုံးရှုံးခံသွားမှာလဲသူ့ကိုသူရဲ့ကောင်းလို့အားကိုးလာတဲ့နိုင်ငံမဲ့ဒေသခံလူမျိုးစုတွေကိုအဲ့ဒီဒူဇဲကန်ရဲ့အနိုင်ကျင့်အတုံးချမှုကနေကာကွယ်စောင့်ရှောက်ပေးနိုင်ပါလား စိတ်ဝင်စားစရာအခြေအနေတွေကိုတော့ဒီဇက်ကားထဲမှာအားလုံးကအထူးထူးကြည့်ရှုခံစားရမှာဖြစ်ပါတယ်ဒီဇက်ကားကိုတော့ဒါရိုက်တာဂေါ်တန်တင်နာနူရီကနေပြီးတော့မှကိုရိုင်းဇန်ညွန်းပါဝင်ရေးသားပြီးတော့ဒါရိုက်တာဖြစ်အကောင်းဆုံးရိုက်ကူးပုံပေါ်ထားတာဖြစ်ပါတယ်အကျန်းသားတုဆောင်မှုတွေနဲ့တူမင်းသား BJ Dibra ကနာကနေပြီးတော့အဓိကပါဝင်တုဆောင်ထားတာဖြစ်ပြီးတော့မင်းသမီး Bagrat Sheshi Bomb နဲ့မင်းသမီးဖြစ်တဲ့ Yuka Mini Boxing တို့ကလည်းအကောင်းဆုံးပါဝင်ပြီးတော့တုဆောင်ပေးထားပါတယ်ရုပ်ရှင်ကိုတော့ကျွန်တော်ရဲ့ Fortune TV ကနေအော်တိုဘာလ7ရက်နေ့တင်းဝရညာ9:00အချိန်မှာထုတ်လင်းပြသပေးသွားမှာဖြစ်ပါတယ် ဒီဘက်မှာတော့ကျွန်တော်ရဲ့ CS Stand Movie ကနေပြီးတော့မှဘေးဒုက္ခအမျိုးမျိုးကနေပြီးတော့မှရုံထွက်လွတ်မြောက်ဖို့ကြိုးစားရတဲ့လူစမ်းကောင်းတွေအကြောင်းကိုရိုက်ကူးထားတဲ့ရုပ်စစ်ဇာတ်က၃ခါကိုဒီတစ်ပတ်ရဲ့ weekend မှာချစ်ဖို့အတွက်မိတ်ဆက်ပေးလိုက်ရပါတယ်ကျောင်းရဲ့ Suggested Movie Season ကိုတော့ပတ်စဉ်အင်္ဂါနေ့ည7:45ချိန်မှာ Fortune TV Channel နဲ့ Fortune TV ရဲ့ Application မှာတပြိုင်တည်းကြည့်ရှုနိုင်သလို Fortune TV ရဲ့ YouTube Channel မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျာကျွန်တော်တို့နောက်တစ်ပတ်မှာပြန်တွေ့ပါမယ် Thank you